ုံတလုံးရှိုံနဲ့ရောင်းတက်စေတဲ့နီလန်းကိုတရှိသွားမယ်ဆိုရင်ခမားစိတ်ဝင်စားမလားဖုံတလုံးမဲ့ရှိပြီးရောင်းအတက်ချင်တယ်ဆိုရင်တော့အခုပြောပြမယ်နီလန်း၅ချက်ကိုတည်ထားသင့်ပါတယ် point 1 auto reply page messenger viber နဲ့ tiktok မှာ auto reply နေမရှိသေးရင်ပြုလုပ်ထားပါ ဥပမာ customer က highlighter နဲ့မင်္ဂလာပါတီးချင်တာလေးရှိရင်မေးမြန်းခဲ့ပါကျွန်တော်တို့ online တက်တဲ့အချိန်မှာပြန်လည်ဖြေချပေးပါမယ်။ဘာညာပေါ့ point 2 video content ဖုန်းနဲ့ short video လေးတွေရိုက်ပါ product သုံးနည်းတွေ product ကို unboxing လုပ်တာမျိုးလေးတွေရိုက်ပါ point 3 link setup ရှော့ကတ်တွေပြုလုပ်ထားပါဥပမာဒီပစ္စည်းကိုအော်ဒါမှခြင်းရင်ဒီလင့်ကိုနှဲ့ပြီးမှာယူလို့ရပါတယ်ပေါ့လင့်ကိုတော့ကိုက page messenger စီရောက်တာထဲမှာလားဒါမှမဟုတ် telegram link ထည့်ပြီး telegram ကနေပဲရောင်းမှလာပေါ့အဓိကချက်ကတော့ customer ကိုအချိန်မကုန်စေဖို့ပါ point 5 payment နဲ့ delivery ဖုန်းထဲကနေဓာတ်ရိုက်ပေးချင်နိုင်တဲ့ KB scan တို့ WeB scan တို့ရဲ့ scan ပုံတွေကိုကြိုတင်ပြင်ဆင်ပြီးတင်ထားပါ delivery fee ဆိုရင်လည်းအတိအကျမဟုတ်တော့မျိုးနယ်အလိုက်အနည်းဆက်ဆုံးကြားသိမဲ့ဈေးနှုန်းတွေကိုမှတ်သားထားပါချက်ချင်း confirm လို့ရတာက customer ကိုအလေးနက်ထားရာရောက်ပါတယ်ဆိုတော့ဒီအချက်၅ချက်ကိုစနစ်တကျရေးဆွဲပြီးအသုံးချမယ်ဆိုရင်တော့လူကြီးမင်းတို့ရဲ့လုပ်ငန်းကအရင်ထက်စာလာရင်ရောင်းဝါတက်စီမှာဖြစ်ပါတယ်။